ဒီဗီဒီယိုမှာတော့ server update က hero adjustment အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။အခု update မှာကစုစုပေါင်း hero 9កောင်အထိ adjustment လုပ်ခံလိုက်ရပါတယ်။ကျွန်တော်ဗီဒီယိုလေးမစခင်ပြောချင်တာတစ်ခုကကျွန်တော်ရဲ့ TikTok account အရင်က Boxy Official ဆိုတဲ့ account ကအခု ban ခံလိုက်ရပါတယ်။ဆိုတော့ကျွန်တော် content တွေကိုအခုပြထားတဲ့ TikTok account အစ်စ်မှာပြန်ပြီးတော့တင်နေပါတယ်။အဲ့ဒါအပြင် YouTube နဲ့ Facebook မှာလည်းကျွန်တော်ပုံမှန်တိုင်းတင်ပေးနေပါတယ်။ YouTube ကတော့ view ကတော်တော်နည်းပါတယ်ဆိုတော့တကယ်လို့ content တွေကျွန်တော်အားပေးနေတယ်ဆိုရင် YouTube မှာလည်း live ပြီးကြည့်လို့ရပါတယ်တကယ်လို့အဆင်ပြေဆိုရင် TikTok account လေးကိုအစ်စ်ကိုပါ follow သွားကြလို့ရပါတယ်ကြည့်ဒါဆိုတော့ video လေးကိုပြန်ဆက်ရအောင် Jasmine လောက်ခံနေရ hero ကခုနကောင်ရှိပါတယ်အဲဒီမှာကျွန်တော်တို့အရင် update မှာ nav ခံရတဲ့ hero တွေပါအခုဒီ update မှာထပ်ပြီးတော့ nav ခံရတာတွေ့ရပါတယ်ဆိုတော့ပထမဆုံး hero ကတော့ဆုံးမယ်ပါသူကတော့တော်တော်များများ public တွေကြိုက်ကြတဲ့ hero တကောင်ဆိုလို့မဟုတ်ဘူး ူမှာ scale 2ကိုဘန်ဖီးရပါတယ်ဘယ်လိုမျိုးလဲဆိုရင်အရင်က9000က12.5 second ရှိရတယ်အခု17 second အထိချော့ချပေးလိုက်ပါတယ်နောက်တစ်ယောက်ကတော့ swing chain ပါ swing chain ကကြာတော့အခု update မှာ damage တော်တိုးပေးရပါတယ် scale 1 damage ကိုလည်းတိုးပေးရတယ် AD ရဲ့ damage ကိုလည်းတိုးပေးရပါတယ်နောက်တစ်ယောက်ကတော့အာတာပါအာတာကိုကြာတော့ scale 1ရဲ့ base damage ကိုမဆိုးသလိုလေးတိုးပေးရပါတယ်ဒါအပြင် scale level အလိုက်တက်လာတဲ့ damage ကိုလည်းနည်းနည်းလေးတိုးပေးရပါသေးတယ် နောက်တစ်ယောက်ကတော့ဒိုလီယာပါဒိုလီယာကတော့သူ့ရဲ့ passive ကို adjust လုပ်ပေးတာပါတယ်ဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့ passive မာမေကစ်မာမေကစ်ဆိုတာကကိုကကိုယ့်ရဲ့ damage ကိုပေးလိုက်တဲ့ effect ကိုပြောတာပါအရင်ကဆိုရင် hp အများကြီးတိုးပေးပေမယ့်အခုကကျတော့အရင်ကလောက်သိပ်ပြီးတော့မတိုးတော့ပါဘူးအဲ့ဒါကိုတော့နှက်ဖြားတယ်ဒါပေမဲ့အရင်ကထက် mana ပြန်တက်တဲ့နှုန်းကိုတော့ legacy မှာတိုးပေးတာပါတယ်ဆိုတော့ nap ကြတော့မဟုတ်ဘူး bad ကြလည်းမဟုတ်ဘူးအဲ့နှစ်ခုကြတဲ့ adjust လုပ်ရတာဖြစ်ပါတယ် နောက်တစ်ယောက်ကတော့တရောင်းချံပါတရောင်းချံကတော့အခု update မှာတော်တော်လေးကို nerf ထားပါတယ်ဘာကြီး nerf လဲဆိုရင်ပက်စစ်ရဲ့ skill 2ရဲ့ achievement ရဲ့အဲသုံးခု nerf ထားတာပါပထမဆုံးပက်စစ်မှာဆိုရင်အရင်က enemy ကို50% slow ပေးရနေပြီးတော့အခုက25%အနေပြီးတော့မှ50%အထိတဖြည်းဖြည်းတိုးအောင်ပါအဲ့တော့အရင်ထက်ဆိုင် enemy က early game မှာပို့တိတ်ပြီးတော့ slow ဖြစ်တော့မှာမဟုတ်ပါဘူးနောက်တစ်ခုကကြတော့ skill 2ပါ စကေးတူကိုတော့အခု update မှာစကေးကူးတောင်းရွေးကြတော့ကို၄စက္ကန့်နေပြီးတော့၃စက္ကန့်ထိရှော့ချလိုက်တာဖြစ်ပါတယ်အဲ့ဒါကဘာလို့ဆိုလို့လဲဆိုတော့အခုစကေးတူဘလင်းခုံပြီးတဲ့အခါမှာအရင်က3စက္ကန့်ကျန်နေဆိုရင်အခုဘလင်းခုံလိုက်တဲ့အခါမှာ4စက္ကန့်ပဲကျန်တော့ဖြစ်ပါတယ်။အဲ့တော့စကေးကူတောင်းရှော့ချတော့ nerf လိုက်တာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ AG mate ပါ။သူ့ရဲ့ AG mate ကအခုဆိုရင်တော့2ကြိမ်အသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။ပထမတစ်ကြိမ်ကတော့ AG mate ကို Jordan ဖွင့်တာဖြစ်ပါတယ်။နောက်တစ်ကြိမ်ကတော့ AG mate ကိုပြန်ပိတ်တာဖြစ်ပါတယ်။ ်အရင်ကဆိုရင် ATM ကသူ့ရဲ့ကူတောင်းပြေးသွားတဲ့အခါလူလူပြောက်သွားတာဖြစ်ပြီးတော့အခုဆိုရင်တော့ပြန်ပိတ်လို့ရပါတယ်ဒါပေမဲ့မကောင်းတာတစ်ခုကပါလဲဆိုတော့အရင်ကဆိုရင် ATM သုံးသုံးပြီးခြင်းမှာပဲ scale ကူတောင်းပြန်လည်တာဖြစ်ပြီးတော့အခုဆိုရင်တော့ ATM သုံးပြီးတဲ့အချိန်မှသာ scale ကူတောင်းပြန်လည်တော့မှာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့စီမီပါစီမီကိုကအရှိ update မှာတော့ရတယ်တခါ nav တောက်ပါတယ်ဒါပေမဲ့ဒီ update မှာလည်းထပ်ပြီးတော့ nav လိုက်ပါတယ် ဘာလို့နမ်းပြလိုက်လဲဆိုရင်တော့ SK2 မှာ passive ရဲ့ HP ပြန်ရတဲ့နှုန်းကို10%ရှော့ချလိုက်တာဖြစ်ပါတယ်။အဲဒါကြောင့်အရင်ကတော့ HP ပြန်ပြီးတော့တက်မှာမဟုတ်တော့ပါဘူး။နောက်ဆုံးတစ်ယောက်ကတော့ဂျင်းပါ။ဂျင်းကအရှိ update မှာတော့တခါ revamp ပေးထားပါတယ်။အခု update မှာလည်းထပ်ပြီးတော့ ban ပေးလိုက်ပါတယ်။ဘာလို့ ban ပေးထားလဲဆိုရင် SK1 ရဲ့ base damage နဲ့ extra damage ကိုတိုးပေးထားပါတယ်။ဒါအပြင် SK2 ရဲ့ HP recovery နှုန်းကိုလည်းထပ်ဝက်ကျော်တိုးပေးထားပါသေးတယ်။ ဆိုတော့ကျင်းရတာအခုနောက်ပိုင်းတဖြည်းဖြည်းပို့ပြီးတော့ကျန်းလာတော့မှသိကြပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြောသတာကတော့ဂျွန်လာ၁၀ရက်နေ့စာပါ update မှာပြောင်းလဲသွားတဲ့ hero adjustment အကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာတော့ချောင်းချောင်းနေရာမှာပြောင်းလဲပေးရတဲ့တူရကီကိုစားပြု hero အစ်စ်အကြောင်းကိုဂိုင်းလုပ်ပေးသားမှာဖြစ်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး။